ဒီတစ်ခါကဘာရရမှာလဲဆိုတော့ तू အင်ဂျီမပါဘူးတဲ့အဲ့လိုအင်ဂျီမပါဘဲနဲ့ရရမယ်ဆိုအမကစဉ်းစားပါတော့အင်အင်ဂျီမပါတော့အစောချမ်းချမ်းက तू ကလိန်ကုံကူးလူလွဲသုံးစားလုပ်တဲ့ right guy star ကောင်ကြီးနဲ့ချမ်းချမ်းနဲ့ဘလို့ဆက်သွယ်ရှိလဲတော့မသိဘူးအဲ့မှာ email လေးတစ်စောင်ထဲမှာပါလာတော့ဗောနော်အဲ့ email တစ်စောင်ထဲမှာပါတဲ့စကားလုံးလေးကျွန်တော်ဖတ်ပြမယ်ဘာလဲဆိုတော့အဲ့ထဲမှာချမ်းချမ်းဆိုတဲ့ဟိုဟာနဲ့ email တစ်စောင်ထဲမှာချမ်းချမ်းဆိုတဲ့အမည်ပါတယ်ဆိုတော့ပြောချင်တာအစောဆိုတာပါတယ်ချမ်းချမ်းဆိုတာပါတယ်ဆိုတော့အစောချမ်းချမ်းပေါ့ဗျာရှင်းနေရပါပဲအဲ့တော့ ဲ့တော့ပို့တဲ့လူတွေသူတို့နှစ်ယောက်ကြားပါလို့ဆိုတော့လိန်ကုန်ကူးတဲ့လူတွေလိန်ကုန်ကူးတဲ့လူတွေနှစ်ယောက်ကတည်းကပြန်လဲအီးမေးလ်ပို့ရတဲ့မှာမြန်မာကအစိုးရတယောက်ပါတယ်လှတယ်နော်ပါတယ်ပြီးပို့ရတဲ့လူကချမ်းချမ်းဆိုတော့ပြောတယ်ဆိုတော့အဲ့လူပြောချင်တာအဲ့တော့အဲ့ဒါကိုကြည့်ချင်းအပြင်ချမ်းချမ်းကဒီလိန်ကုန်ကူးတဲ့သူတွေနဲ့နှိပ်ပြီးတော့အမေရိကမှာဘာသွားလို့ဖို့ Epstein နဲ့ပတ်သက်သည့် email night ချမ်းချမ်းအမီပါဝင်နေသည့်အပေါ် MB News သတင်းထောက်ကြောမျိုးမင်းကဖော်ထုတ်လိုက်ပြီး အဆိုတော်ချင်းချင်းကဝန်ခံလိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးခြင်းပါတယ်။လိန်ပြမှုကျူးလွန်သူ Jeffrey Epstein ၏လိန်ကုန်ကူးမှုလိန်ကိစ္စအရှုပ်တော်ဘူးနဲ့နိုင် Moral Agency များလည်းပါဝင်ပတ်သက်နေကြောင်းကို American Outlook တော်ကြီးကြပ်ရေးကော်မတီမှ Democrat များနိုဝင်ဘာ၁၂ရက်တွင် ထုတ်ပြန်သည့် Epstein နှင့်ပတ်သက်သော email အထောက်အထားစာမျက်နှာ၂000အရာတည်ရသည့် အဆိုပါဖော်ထုတ်ခဲ့သည့်အီးမေးများအနက်အီးမေးတစ်ခုတည်းတွင်မြန်မာမှအဆိုတော်ချမ်းချမ်းဆိုပြီးအမည်တစ်ခုလည်းပါဝင်နေသည်ကိုတွေ့ရသည်သတင်းတစ်ခုမှာပေါ့နော်သူတို့ပါလာတယ်ပေါ့အမနာမည်နဲ့အီးမေးဆိုရအဲ့လိုမျိုးပဲအမတိလိုက်တာအဲ့လိုပေါ့လာပြောချတာပေါ့ဟိုအဲ့ဒါတကယ်လားအမအဲ့လိုစာရင်းနဲ့ပါတယ်ဆိုတာမျိုးဘယ်လိုပတ်သက်မှုရှိလဲဆိုအမရဲ့တွေ့ကြုံဖြည့်ပေးဖို့အမမဝင်လေးဘူးဘာဖြစ်လို့ဒါကအမမှာဖုံးကွယ်စရာလည်းမရှိဘူးလေကိုကမကောင်းတာလုပ်ခဲ့တာလည်းမဟုတ်တဲ့အတွက်ကြောင့်သူတို့ရဲ့ပတ်သက်ဆက်နွယ်မှုကိုပြောပါဆိုရင်တော့အမတိရဲ့အတိုင်းအမဖြည့်ပေးရုံပါပဲ အမမရရဆိုလို့ရှိရင်တော့အမရဲ့အဖေကသူကလို့အင်္ဂလိပ်ဆရာဆရာပေါ့နော်သူကနိုင်ငံသားသားចောင်းသားတွေကိုစတင်တာပေါ့နော်အဲ့တော့သူတို့ရဲ့အဲ့ဒီဟိုသူတို့ကလေးတွေပဲပြောရမှာပေါ့သူတို့အိမ်မှာရှိနေဆိုအမလည်းသူတို့ရဲ့ဟိုဆက်ဆက်မှုတော့တိတ်ချတော့မသိဘူးចောင်းပရက်ကျူရှင်တင်ရတဲ့အခါကျတော့အမလိုက်သွားအဲ့ဒီချိန်မှာအမ modeling ရဲ့လုပ်နေတဲ့အခါကျတော့ ကို့ဒါ opportunity တခုပေါ့နော်သူကလာကမ်းလန်းတာအဖေစသွားတင်လိုက်လာတော့သူကတွေ့တော့မင်းကိုလည်းစိတ်ဝင်စားတယ်မင်းပုံစံကဒီပြင်သစ်က agency တော်တော်များများမင်းပုံစံကိုကြိုက်တယ်ပေါ့နော်ဟိုနိုင်ငံခြားက agency ဆိုလို့ရှိရင်မင်းပုံစံအောင်ဆိုအလူရက်ခေါ်မှာတဲ့အဲ့တော့ကြောင့်ငါမင်းကိုပေါ့နော်ဘဝချိန်ပေးမယ်ပေါ့အဲ့တော့အမကလည်း modeling လုပ်နေတာ model လုပ်နေတာ agency ပါများစွာနဲ့ပြီးတော့ freelance ဖြစ်တဲ့အတွက်ကြောင့်သူကအမအမေးဘူးတဲ့မင်းစာချုပ်တူပဲချုပ်ထားတာရှိလားတဲ့စိတ်ဝင်စားလားဆိုတော့အော်ကိုလည်းအဲ့ချိန်မှာကွာဟို LL magazine တို့အဲ့လိုမျိုးပေါ့နော်ဟို clearance တို့ဘာတို့ကအများကြီးရှိရလေအဲ့လိုမျိုးတွေသူက app ပေးမယ်ဆိုတဲ့အခါကျတော့ကိုကလည်းအဲ့ချိန်မှာ model career က modeling နဲ့အဆူကိုရွေးချယ်ထားတာဆိုတော့ကိုရဲ့ ကရီယာပွင့်ချင်တယ်ပေါ့နော်သွားချင်တယ်ပေါ့သွားချင်တယ်ဆိုတော့ဟုတ်ကဲ့လုပ်မယ်ပေါ့နော်ရိုက်မယ်ဆိုပြီးတော့အမအကို तू ကငါနင့်ကိုပေါ့နော်ငါရဲ့အဝိစာလဲခန်းနဲ့ခေါ်သွားမယ်ဆိုပြီးတော့မှအဲ့အမျိုးသမီးအမကိုခေါ်သွားပြီးတော့အဲ့လိုဆွဲချိုးတွေပေါ့ရှူတင်အတွက်ရိုက်တော့မယ်ဟာတွေ तू ပြရတယ်ဖိုတိုအတွက်ကိုပေါ့နော်မိတ်ကဆီယာတွေနဲ့အမတို့ရွှေရွှေတကုံတို့ပြီးတော့အဲ့အဲ့ဒီဟိုဘာလဲကဘာအေးဖျားလန်းလေအဲအမတို့ဟာရှူတင်တွေတဲကြတယ်ပြီးတော့အဲ့မှာနောက်တစ်ရက်လာအဲ့ညက်နေလာတော့မဟုတ်လေတိတ်မမှတ်မိတော့ဘူးလေနှစ်တရာကြာတော့လေ အဲ तू ကစတူဒီယိုတစ်ခုတော့ငှားလိုက်တယ်ဒီတစ်ခါကဘာရရမှာလိန်ကုန်ကူးတဲ့သူတွေနဲ့ညှိပြီးတော့အမေရိကန်မှာဘာသွားလို့ဖူးရှိလို့လဲလိန်ကုန်ကူးရဆိုတာဗျာတခါလေးဟိုအဲ့မှာအဲ့ရတတိယတယောက်ဘာညာတယောက်နဲ့ဒိတ်လို့ပြီးတော့တော့အိမ်အိမ်မယ်နမူနာသူ့ပြောတာပေါ့နော်တော့အိမ်မယ်အိပ်ပြီးရင်အိပ်ပြီးအဲ့မှာပတ်ဆံရမယ်ပေါ့ဗျာထားပါတော့အဲဒေါ်လာ1000ရရမယ်ဒေါ်လာ3000ရရလေးရမယ်ပေါ့ဒါကတော့သူ့ပေါ်ကြိုက်တဲ့ကြီးပေါ့ပြီးပြီးဟိုမှာတော့ပြီးတော့လဲမယ်ပတ်မယ် ပြင်ပြန်လာမယ်ဟိုတချင်းသွားဆိုသူကောင်းစင်တစ်ခုနဲ့တွားရင်လည်းတွားမယ်တခုတော့အဲ့လိုမျိုးရည်ရတာလားကျွန်တော်မသိဘူးဆိုတော့အဲ့လိုပါတော့အော်ဒါဆိုရင်2013ကကိစ္စဆိုတော့ဟိုချမ်းချမ်းနဲ့ချမ်းချမ်းနဲ့ဒီလိန်ကုန်ခုမဲ့အရှုပ်တော်ပုံတွေကဘလို့ပတ်သက်နေလဲမြန်မာကမြို့သမီးတွေဘလို့ပတ်သက်နေလဲဆိုတော့မိကုန်းထုတ်ချက်ဖြစ်လာတယ်အဲ့တော့ဆိုတော့တော်တော်ချမ်းချမ်းကလည်းဒီကိစ္စကိုသူဘလို့ရှင်းလို့တော့မသိဘူးဘလို့ရှင်းလဲတချိန်တော့ကသူလုတ်ခဲ့ပူရင်လုတ်ခဲ့ပူမယ်ရှင်းလဲရှိမယ်မရှိလဲမရှိဘူးဒါတော့ကျွန်တော်မသိဘူးသူတချိန်တော့ကလိန်ကိစ္စတွေနဲ့ဒီလိန်ပြောမယ်တို့ဘာလို့ဗျာဟိုတိုက်ဟဲ့မဟုတ်တော့မှပဲ အဲအခွင့်ခါတင်တော့ခါတိုင်းမှာတစ်တော်သလိုလုပ်ခဲ့တာမျိုးရှိအောင်လည်းရှိသလားလို့စဉ်းစားစရာဖြစ်လာတယ်။ဒါဆိုသူ့အတွက်ကလည်းတိတ်မဆန်းတော့မဆန်းဘူးပြ။အဲ့ဒါကြောင့်လုပ်ရလေလုပ်မယ်မလုပ်ရမလို့ပြောရခက်တယ်လို့ပြောချင်တာပါ။အဲ့တော့စိတ်ဝင်စားဖို့တော့ကောင်းတယ်။အဲ့ဒီ email စိတ်ဝင်စားဖို့ကောင်းတယ်။ချမ်းချမ်းနောက်ရမှာဘလို့တုတ်ပြန်မလို့ဆိုတော့ခဲကကိုယ့်အကြည့်ကျွန်တော်တော့အများကြီးပြောချင်ဘူး။ဆိုတော့ဖြစ်နိုင်ခြင်းလည်းရှိသလိုဒီစာနဲ့ပတ်သက်ပြီးတော့ညင်းချက်ဘလို့ထုတ်မလဲဘလို့လုပ်မလဲဆိုတော့ကျွန်တော်လည်းမသိဘူး။ပတ်ဆံရတာပဲဗျ။လုပ်ကြပါဦးဒါပဲ။အဲ့လေသူကအင်ဂျီမပါဘူးတဲ့။အဲ့လိုအင်ချီမပါဘဲနဲ့ရှားရမယ်ဆိုအမအစင်းစားပါတော့အင်အင်ချီမပါတော့ဟို ဘာအတွက်ပေါ့နော်ဟို model agency မှာအဲ့လိုအင်ဂျင်မပါတာကြီးခြိုက်လားပေါ့နော်သူ့မီးတော့သူကဟုတ်တယ်တဲ့ဟိုဒီနိုင်ငံရဲ့ကာချာနဲ့ဟိုဘက်နိုင်ငံကာချာနဲ့ကမတူဘူးပေါ့ပြီးတော့သူတို့ကကြတော့အဲ့လိုမျိုးအနာအဆာရှိသလားအသားရည်မှာပြီးရခါကြတော့ဟိုဟိုရင် site ဘယ်လောက်ရှိလဲပေါ့နော်တကယ်တင်အတုတွေထည့်ထားလားရင်အတုတွေထည့်ထားလားပေါ့နော်အဲ့လိုစစ်တယ်တဲ့ဆိုအမလည်းအဲ့တုန်းကနားမလဲဘူးကွာတိလားသူတို့စီမင်းနေအမနားမလဲဘူး နားမလည်တဲ့အခါကျတော့အော်အဲ့ဒါဆိုလို့ရှိရင်ကျမကတော့ဟိုဒီမြန်မာပြည်မှာကျတော့အဲ့လိုမျိုးတွေရိုက်တာကျတော့အဆင်မပြေဘူးလို့မိဘတွေကအသိပေးရမယ်လို့ပြောလိုက်တဲ့အခါကျတော့ तू က body parts ကိုမပြဘဲနဲ့မှရိုက်မယ်လေးဆိုပြီးတော့မှအဲ့လိုမျိုး तू ကပြောတဲ့အခါကျတော့အမားတို့လက်ခံခဲ့တယ်ပေါ့နော်ပြောငါတို့ဓာတ်တွေအတွက်ကို passport တွေပါတယ်လည်းလောက်ရမယ်ပေါ့ပြီးတော့နေ့ရက်မိဘခွင့်ပြုချက်လည်းငါတို့တောင်းရမယ်ပေါ့နော်ကျမတယောက်တည်းသွားရမှာလားလို့ဟို မိဘတွေပဲမပါဘူးလားညီကောင်မှမခေါ်လို့မရလားဆိုမရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်ဟို agency ရောက်လို့ရှိရင်ညစ်လို့ပဲစ조사နေရဲ main ကလေးတွေရှိရဲပေါ့အပြိုင်ဆိုင်ပေါ့နော်ပြီးတော့ကိုယ့်ဘာသာကိုယ်ပဲအဒီဟိုအလောက်ကိုလောက်ပြီးတော့မှရားလည်းပတ်စံလည်းမိဘကိုပြန်ထောက်ပံ့ချတာတဲ့ဟိုမလွယ်ဘူးပေါ့နော်နိုင်ငံတိုင်းတစ်ပါးမှအလုပ်လုပ်ရတာတဲ့အဲ့လိုပြောတော့ ညီမလည်းပထမအဖေတို့အမေတို့ကိုပြောပြတဲ့ခါကျအဖေတို့အမေတို့ကလည်းစိတ်ပူတာပေါ့နော်ညီမအမအငယ်ဆုံးကိုသားသမီးတည်းမှာအငယ်ဆုံးဆိုတော့တမီးရဲ့မသွားနဲ့ပေါ့နော်ညီမနိုင်ငံမှာလည်းကိုယ်ကရီးယားလေးရှိနေပြီးပြီးရခါကျနိုင်ငံသားဆိုတော့လည်းအမေတို့မြင်ရတာမဟုတ်ဘူးပေါ့ပြီးတော့ဟိုဟိုမှာကတိမလား modeling ဆိုပေမဲ့လည်းဟို ဘယ်လိုပြောမလဲစေးတုံးဘာတုံးညာတုံးနဲ့ပြက်စီးသွားနိုင်တယ်ပေါ့နော်လူတကာဆွဲပြီးတော့ပြက်စီးသွားနိုင်တယ်တဲ့အမေတွေကတော့မသွားစေချင်ဘူးတဲ့အဖေကလည်းပြောတယ်ပေါ့နော်အဖေလည်းဒီမှာစာတင်ရင်ပတ်စံရှာတယ်တမီးလည်းအကြီးမှာ modeling လုပ်ရင်အဆိုလုပ်ရင်းနဲ့မှပတ်စံရှာနေနိုင်တာပဲပေါ့နော်အဲ့လည်းအမတို့မတော်တော့ဘူးဆိုပြီးတော့မှအဲ့လိုမျိုးပေါ့ဟိုစိတ်ဆုံးဖြတ်လိုက်တာပေါ့နော် မယ်လိုဒီဝါဆင်းပြီးတော့တိတ်မကြဘူးနှစ်နှစ်သုံးနှစ်ဆိုအဲ့ပေါ့2010 17အဲ့ဝင်ကျင်လောက်ဖြစ်မယ်17 17ဝင်ကျင်လောက်ဖြစ်မယ်သိလားဆိုတော့အမလည်းခုနှစ်တော့တေချာတော့မမှတ်မိဘူးဒါပေမဲ့အဲ့လိုမျိုးသူတို့ရိုက်ခဲ့တာတော့အမမှတ်မိရဲ့ အဲ့နောက်ပိုင်းတော့အမသူတို့နဲ့အဆက်အသွယ်ပြတ်သွားတယ်သူတို့လည်းအဲ့ရလည်းထွက်သွားတယ်လို့ထင်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အမကတော့ကန်ကောင်းသွားတယ်လို့ပြောရမှာပေါ့နော်တည်င်းနေဖက်လိုက်တဲ့အချိန်မှာတော်တော်များများအမျိုးသမီးတွေဆက်ချီပြီးတော့မှဒီလိုမျိုးဟို human trafficking နိုင်ငံတကာကနေလောက်ခံရတယ်ပြီးတော့အဲ့လိုမျိုး sex ဟို prostitute အနေနဲ့ရောင်းခံရောင်းစားခံရတာမျိုးတွေပြီးတော့အတုံးတော့ခံရတာတွေပေါ့နော်လူကြီးပိုင်းနေနဲ့အဲ့လိုမျိုးတွေထွက်လာတဲ့အခါမျိုးကျတော့အော်ငါတော်တော်ကန်ကောင်းပါလားဘာဖြစ်လို့ဆိုအမစိတ်ထဲမှာလည်းအမတို့ကဟိုဘယ်လိုပြောမလဲ အဲ့ဒီအချိန်မှာအမအမမိဘအမလှုပ်ကျွေးနေရပါတော့အမမိဘကိုအဲ့လိုတချင်းဆိုပြီးရှာကျွေးတယ်အမ modeling လုပ်ပြီးတော့မမော်တော်ရတဲ့အကြီးလေးလက်ရှာကျွေးတယ်အဲ့လိုမျိုးအမတချင်းဆိုပြိုင်ပွဲနဲ့စုရပြီးတော့မှအမအခွေတွေပါထွက်တယ်ပေါ့အဲ့လိုမျိုးအမ ကိုယ့်ရဲ့အလုပ်ပေါ်မှာတမအာစီဘွားရှာပြီးတော့မိဘကိုကြွေးခဲ့တဲ့ကံကြောင့်လားတော့မသိဘူးအမားတို့စိတ်ကရှင်းတဲ့အခါကျတော့လေဟိုဒီလိုမျိုးအန်ဒီကလေလွတ်လာတယ်ပဲပြောရမှာပဲဘာဖြစ်လဲဆိုအမဘာလို့လဲအမမိသားစုအမအတိပေးတဲ့တိုင်မင်းနေပေါ့နော်ကိုတရားပဲဆုံးဖြတ်တာမျိုးမရှိခဲ့တဲ့အခါကျတော့မိဘတွေကလည်းသူတို့ရဲ့မြစ်တာအမကိုစောင့်ရှောက်တယ်လို့ပဲအမတော့မြင်တယ်ဘာဖြစ်လဲဆိုအမမိဘကိုလှုပ်ကြွေးခဲ့တယ်မိဘစကားပဲနားထောင်ခဲ့တဲ့အခါကျတော့လေမိဘကမတော်လဲဆိုအမမတော်ဘူးပေါ့နော်ပြီးတော့အဲ့လိုမျိုးပွဲဆိုလဲအမမိဘတွေတောက်လျှောက်လိုက်တာဦးဆိုတော့ဟိုအဲ့လိုမျိုးကံချောင်းလဲအမလွတ်ခဲ့တာလို့တော့အမထင်ပါတယ်